မြတ်ဗုဒ္ဓရဲ့အလိုတော်အရာဥစဉ်တို့ထုတ်တကားဒကမတို့ရဲ့ညစဉ်ဘဝလောကကြီးမှာတည်ရှင်းတန်ရတဲ့အခါဘေသူကတစ်ချေအစ်စ်ဘေသူကတစ်ချေအစ်စ်မဟုတ်ဘူးလေဆိုတော့ဒီနေ့အင်္ဂေါတရအနိကေတုတ်တန်ပြီးတဲ့ကသတ္တဒနာတော့ကိုမဉ္ဇဉ်ပြီးတော့မှဟုတ်ဖို့ညွန်ပြပေးသွားပါမယ်ဆိုတော့ မြတ်စွာဘုရားရဲ့ဒေသနာတော်အရာဘသူကတစ်ချိန်အစစ်လေးဆိုတာနဲ့မက်သက်ပြီးမြတ်စွာဘုရားရှင်ရာဇာရာဇဂျုံပြီမှတကြင်သုံးနေတော်မူစဉ်အခါကအဇာတသက်မင်းရဲ့နိုင်ငံရေးအကြံပေးအမတ်ကြီးဝဒကာရပုံနာကြီးကိုမြတ်စွာဘုရားမိန့်တော်မူခဲ့တာရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် ဇာသက်မင်းကြီးကလက်စွေမင်းတွေကိုစစ်ထောကနေမှာမြတ်စွာဘုရားကိုရှောက်တင်ခိုင်းတယ်ရှောက်တင်ခိုင်းတော့အဇာသက်မင်းကြီးတည်င်းပါလိုက်တဲ့အကြောင်းကိုဝေဒကာရပုံနာကြီးကမြတ်စွာဘုရားကိုရှောက်တယ်ရှောက်တင်တဲ့အချိန်မှာစစ်ပွင့်ရဲ့ပသက်တာတို့ဒီနေရာမှာမပြို့လို့ဒါပေမဲ့ အဲ့ဒီအရှိန်မှာဝေသကာရဘုံသားကြီးလျှောက်တဲ့အရှိန်မှာမြတ်စွာဘုရားတဲ့ရောဟဏတချေဟာရွှေပိုက်တာဂရေအဖျင်ကို၈၀တဲ့နောက်တစ်ခါအိမ်မအညစ်စင်အသုံးပြုတ်နေတဲ့ငွေကျက်အဖျင်ဆိုရင်တော့ပြောစရာမလိုဘုရား နောက်တစ်ခါယင်းကြီးမြုံနယ်ထားတဲ့အရာတွေမြေထဲမှာဖွဲ့ထားတဲ့အရာတွေဆိုလို့ရှိရင်တော့ရေလို့မရတဲ့အချီကိုနေရာကိုမသိတဲ့အချီကိုရှမ်းတာတယ်အဲ့လိုလျှောက်တော့ဘုရားရှင်ကဘုန်းတော်ကြီးတဲ့ငါဘုရားသည်ဤကဲ့သို့သောတေပုံနာလျှောက်တဲ့စီစဉ်ဥစ္စာယရနာတွေကိုမရှိလို့မပြောပါဘူးဒါပေမဲ့လည်းပဲဒီစီစဉ်ဥစ္စာယရနာတွေသည် အစင်အမှန်ချမ်းသာခြင်းပစ္စည်းဥစ္စာမဟုတ်ဘူးတဲ့ယရဏတွေမဟုတ်ဘူး။ဘာကြောင့်လဲ။ဟုတ်လား။ဘာကြောင့်လဲဆိုတော့ဘုရားကြီးတဲ့ဒီစည်းစင်ဥစ္စာယရဏတို့သည်ရှိတော်ညာလဲရန်သူမျိုး၅ပါးကြောင့်ပစ္စည်းသွားနိုင်တယ်တဲ့။ရန်သူမျိုးရန်သူမျိုး၅ပါးကြောင့်ဘလို့ပစ္စည်းသွားနိုင်တယ်လဲဆိုလို့ရှိရင်မေဆိုမေယောကြောင့်ပစ္စည်းသွားနိုင်တယ်။ တရှုပ်သောကာလတွေမှာဒုပရိသတ်တွေကြားမှုကြမှာပါအစိုးရကမလားငွေကြေးတွေကိုသိမ်းလိုက်လို့အစိုးရကစနေတွေကိုပြောင်းလဲလိုက်လို့ဟလားငွေကြေးတွေဆုံရှုံကြတယ်စီဝေးရေးတွေပြည့်စည်ကြရင်းနှီးမြှုပ်နှံထားတာတွေကုန်ပြီးတော့ဘဝတွေတောင်ပြည့်သွားကြတယ်သူတွေအများကြီးမင်းဆိုမဲယုံနဲ့တွေ့တဲ့အခါအဲနောက်တစ်ခါရေဘေးကြောင့်ပြည့်စည်ကြတယ်ဟလား ရေပေးကြောင်းဆိုတဲ့အခါဂျပန်တို့မှာဖြစ်သွားတဲ့ဆူနာမီပြောလို့ဟလာဦးဇင်းတို့မြန်မာပြည်မှာဆိုလို့ရှိရင်နာကမူနိုင်တို့လို့လူသိမ်းရှိပြီးရိုသေမျိုးတွေရွာတွေပြည့်စည်အသက်တွေပါသေးတော့စီစဉ်ဥစ္စာဆိုတာဘယ်ပြောစရာလိုတော့မလဲဆိုတော့ရေကြောင်းလေးပြည့်စည်ကြတဲ့နောက်တစ်ခါမင်းကြောင်းမိကြောင်းဆိုရင်လဲဒါဟိုးဒီလိုတော့ကဦးဇင်းတို့နဲ့ညီဆက်တဲ့ရက်ွက်တစ်ခုမှာ ကံဘုဇာဘံကနေပြီးတော့3 300မညရပဲထုတ်လာဒါပေမဲ့ကိုယ်အင်ကိုမင်းကြောင်လာတော့မဟုတ်ဘူးကိုယ့်ရဲ့အင်ဘေးမှာနေတဲ့အင်ကတိတ်ပြီးတော့အစည်းကမ်းမရှိဘူးကေအိုးနဲ့သမဲရှက်ထားခဲ့ပြီးတော့မှလူကအပြင်ထွက်သွားတယ်အဲ့တော့အဲ့ကနေမီးဆွေးပြီးတော့မှဘေးနားမှာရှိတဲ့အင်နှစ်အင်သုံးအင်ရောအဲ့ဒီခုနကငွေထုတ်ထားပါတယ်ဆိုတဲ့အင်ရောနှစ်ထပ်အင်ရောအကုန်လုံးကုန်ရောပိုက်ဆံလေး300ပုံအင်လေးကုန်အယောတောင်းပြန်ဖို့ကြားပြန်လို့လဲ ဗယံမရာညီတဲ့ဤအသက်သာအသေးခံသွားမယ်ပိုက်ဆံဆက်နိုင်မယ့်ဟာမျိုးမဟုတ်ဆိုတော့ဒါကမိဘေးကြောင့်ပေါ့ပုစာရာကပုစာရာတကံကနောက်တစ်ခါဖို့သူဘေးကြောင့်လည်းပြည့်စည်နိုင်တာပဲဟာလားရွှေကိုပိုက်သားလိုက်ရှိသိန်းကိုထောင်လိုက်ရှိပြီးရောမှတခိုးရံကြောင့်ပြည့်စည်သွားတဲ့ဒီနေရာမှာလိန်လေတဲ့သူကိုလည်းတခိုးလို့ပြောလို့ရတာပေါ့တခုမဟုတ်တခုကြောင့်လိန်ပြီးတော့ ါမိမိရဲ့စီစဉ်ဥစ္စာယရနာတွေကိုဖြစ်စီတတ်ကြနောက်ဆုံးတစ်ချက်ကတော့မရှင်မနေတဲ့အဲ့ဒီမရှင်မွေးခမ်းသာသမီဆိုသာသမီဆိုကြောင့်ဆိုရင်လေဦးဇင်းတို့မိမိတို့ရှားကြံထားတဲ့အစီစဉ်ဥစ္စာယရနာတွေပြည့်စည်သွားနိုင်တာပဲဟုတ်ရဲ့လားပြည့်စည်သွားနိုင်တယ်မိဘကနဖူအားချွေးချိမကြအောင်ရှားကြံပြီးတော့စီဝဲတွေတိဆောက်ထားတယ် အသံသမီးရလာတယ်၃ယောက်ရတယ်ဘယ်ဖြစ်ဖြစ်၄ယောက်ရတယ်ဘယ်ဖြစ်ဖြစ်၄ယောက်ရတယ်ဘယ်ဖြစ်ဖြစ်၁ယောက်ယောက်ကထပြီးတော့ဟာလားညခက်ဆိုးနဲ့မွေးလာရင်မိမိတို့မှာရှာကြံထားတဲ့စီးဆောင်ဆိုင်ရဲနာတွေသူ့ရဲ့ပြဿနာအဖူအဖုံဖုံကြောင့်ပြည့်စည်ဆုံးဖြုံကြရတယ်ဒါအရဲ့ထင်းမှာတို့ပြိသက်တွေတို့တကတကမတွေမြင်ရမှာပါနော်ဆိုတော့နောက်တစ်ခါပါလဲ ြည်ရလိုက်တဲ့အခါဒီစီစဉ်ဥစ္စာယရဏတွေဒီအစစ်အမှန်မဟုတ်တဲ့အတွက်အစစ်အမှန်အခြားတစ်ခုကပါလဲဆိုရင်သူတော်ဥစ္စာယရဏခုနှစ်ပါးတဲ့ဒါကြောင့်တုတ်တုတ်တန်ရဲ့တရားရဲ့နာမည်ကလည်းတတတနာခုနှစ်ခုသောစီစဉ်ဥစ္စာယရဏအဲ့ဒီခုနှစ်ကခုနှစ်ခုကပါလဲဆိုရင်တတရဲ့သီလရဲ့တုတရေစာကရေပညာရေဟိရိရေဩတ္တပရေတဲ့တတ္တာဆိုတာဘာလဲ ကံကံရဲ့အကျိုးနဲ့အကျိုးရင်အကျိုးဆက်နဲ့ယရနာသုံးပါးကိုယုံကြည်ခြင်းတရားတရားပဲလှူဒန်းတာကစေတနာဖြစ်တယ်လှူဒန်းတာကတရားမဟုတ်ဘူးဗျလှူဒန်းတာကစေတနာဒါပေမဲ့အဲ့ဒီစေတနာဟာကံကံရဲ့အကျိုးကိုယုံကြည်လို့လှူဒန်းတာသောတာသနာတော်လို့မဟုတ်ဘူးမိဘမိခင်ဟာရေးပညာရေးကြောင်းလွဲဟလားနောက်တစ်ခါကိုယ့်ရဲ့အငြိမ်းညာမှာဆင်းရဲပင်ပန်းကြတဲ့လူတွေအကူအညီလိုနေတဲ့လူတွေကိုလှူဒန်းတာကအဆအလင်း တတတရားကြောင့်စေတနာဖြစ်လာတာအဲတချို့လူတွေကတော့ထင်တယ်စေတနာကြောင့်လူတန်းတာကိုတတအားကောင်းတယ်လို့ထင်တာမျိုးရှိတယ်ဒါအဘိဓမ္မာသဘောတရားအရာခွေးပြတာပါဟုတ်လားနောက်တစ်ခါတတပြီးတော့သီလသီလဆိုရင်တော့ဒါရှင်သာမဏေဆိုရင်တော့စေဝါသီလယဟန်တွေဆိုရင်တော့129တွေလူတွေအတရကတရကမတွေအတွက်ကတော့ညစ်စင်ဘွားမှာဗုဒ္ဓဘာသာရေလို့ခံယူထားရင်၅ပါးသီလတော့မြည်ရမယ်ဟုတ်လားဒါပေမဲ့လည်း အဲဇဝဲညီရဲ့အတွက်ငါဘာတိလမနေခြင်းနေရာလေးရှိတဲ့သဘောဟုတ်လားတုတ်တုံညာလဲပူပြီးတော့ငိမ့်နိုင်သမျှညီအောင်တိလဖောက်ဖြစ်တာတွေကိုတကယ်တော့ကိုချင်းတရားပဲဘို့လေကိုချင်းတရားအားနေတာတွေငိမ့်နိုင်သမျှနေအောင်ဂယုဆိုင်ကြည့်ကြမတိလတရားကိုငါဘာတိလတရားကိုခံယူပြီးတော့ညီသွားမယ်ဆိုရင်မိမိရဲ့တဏ္ဍာမှာ တိလယရဏလေးရှိလာမယ်ပိုက်တာယရဏလေးရှိလာနောက်တစ်ခါတုတတုတဆိုရတော့ဒီနေရာမှာမြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ပတ်သက်ပြီးတော့မှအတိကိုဆိုလိုပေမဲ့လူလောကအငြိထားနဲ့ကြည့်မယ်ဆိုရင်စီဝါယဘုဟုတုတလူမှုရဲ့ဘုဟုတုတဟာစီစဉ်ဥစ္စာကိုထိမ့်သိမ့်ကြတဲ့ဘုဟုတုတအသားသမီးတွေကိုပြုစုပြောထောင်ပေးကြတဲ့ဘုဟုတုတဟာနိုင်ငံရေးဘုဟုတုတချိန်တဲ့အရာကိုပြောမိမိရဲ့ဥနောက်ထဲမှာမိမိရဲ့နှလုံးသားထဲမှာဘုဟုတုတတွေရလာပြီဆိုရင် ဒါမိမိရဲ့နှလုံးသားမှာပါရှိရတယ်။တုဒ္ဒယရဏရှိကြပဲ။နောက်တစ်ခါစာကစာကဆိုတာကိုချင်းစံတရားပဲ။စွန့်ကြည့်ရတာပေးလွတ်ရတာစွန့်လွတ်ရတာကိုဆိုလိုတယ်။ညင်ညင်များများစိုးစိုးကတဒါတရားနဲ့တောင်စေရဏတဒါတရားကြောင့်ဖြစ်လာတဲ့စေရဏနဲ့တောင်ခက်ဆင်ဆင်သဘောရှိတယ်။စာကဆိုတာဒီကေတော့ကိုရှင်းစာတရားပဲ။အဲ့ဒီကိုရှင်းစာတရားသနာကျင်တာတက်တဲ့နှလုံးသားကြောင့်ပေးကမ်းစွန့်ကြည့်တာ။ ရက်ွက်ချင်းမှာလမ်းထဲမှာဒါမှမဟုတ်ကြုံရအရက်ကိုရောက်တဲ့အခါမှာကိုနိုင်တဲ့အရာလေးကိုစွန့်မရှိစင်ရည်သားတွေဘယ်ဖြစ်ဖြစ်ဟလားအဲကောဘီလီယံနာရှိအောင်ချမ်းသာလို့ပညာရေးဆိုင်ရာတွေကိုတိဆောက်ပေးတာဖြစ်ဖြစ်ဖြစ်ကျမ်းမာရေးဆိုင်ရာတွေကိုတိဆောက်ပေးတာဖြစ်ဖြစ်ဟလားဘာသာတရားနဲ့ပတ်သက်ပြီးတော့လူတန်းတာဖြစ်ဖြစ်စာကတည်းမှာချိန်လို့ရပါတယ်တက်ကြသီလတုတ္တစာကပညာပညာကတော့ဒီနေရာမှာမြတ်စွာဘုရားဝိပဿနာပညာကိုဆိုလိုညိုဆိုလိုတို့ညာလည်းပဲ ဒါမင်းမင်းတို့ဘဝမှာရှင်သန်ဖို့လူလိုသူလိုနေနိုင်ဖို့ဆိုလို့ရှိရင်ပထမအရွယ်မှာအတန်ပညာတွေသင်ကြရတာပဲအတန်ပညာမသင်နိုင်တဲ့သူကလည်းလက်မှုပညာသင်ရတာပဲဒီအရာတွေနဲ့ပတ်သက်ပြီးရောအဲ့ဒီကိုကြိုက်ထားတဲ့ပညာကိုလူမှလာဖြစ်စီလို့မရဟုတ်လားရန်သူမျိုးငါးပါးကတွတ်တာပေါ့ဗျခေရီဥတ္တပါကတော့အကျင့်ရှုပ်ပြလို့ရပါတယ်ကာယတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ဒီတုစရိုက်၃ပါးကနေပြီးတော့ရှောင်ကျင်းတာကြောက်လန့်တာက ဟီရီအိုဂျက်ပါယရနာဖြစ်တယ်အဲပြုလုပ်မယ်ဆိုရင်ညဟီရီအိုဂျက်ပါမရှိဘူးဖြစ်သွားတာပေါ့ဗျာဒါကြောင့်မလို့ဒီရောဟနာတချီကြီးပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာယရနာတို့ဒီငါဖျားမရှိလို့မပြောဘူးဝတ္တကာရဘုံနာရဟောက်ရလားတဲ့ရှိပါတယ်တဲ့လောကကြီးမှာဒါပေမဲ့လေအဲ့ဒီဟာအဲ့ဒီအရာတွေဒီရန်သူမျိုးငါးပါးဖြစ်စီလို့ပြစ္စည်းသွားနိုင်တယ်တကယ့်ကိုမပိုင်ဘူး ပိုင်ယုံမတ်ကျက်ပေရှိတယ်တခိတခိမပိုင်ဘူးတခိတခိကိုနှလုံးသားတွေကိုရံသမျိုးငါးပါးဖြည့်ဆည်းလို့မရတာကဒီသက်သာသီလအတုတ္တစာကပညာဟိရိဥတ္တပဆိုတဲ့သူတော်ကောင်းဥစ္စာယရဏခုနှစ်ပါးသာဖြစ်တယ်ဒီခုနှစ်ပါးရှိမှငါဖះကတခိအစစ်လို့ဟောတော်မူတဲ့ပုံနာရဲ့တဲ့ဒါကြောင့်ဖះအဲ့မှာယတံဣတေတနာအတိအဋ္ဌိယပုရိသတဝါအာဇလိုက်တော်ရိတံဟူအမောကံတပ္ပဇီဝိတံအကျင်ရောက်ကြအကျင်မိမမှာ ါတဲ့ဒီခုနှစ်ပါမရှိဘူးဆိုရင်အဲ့ဒီယောက်ျားအဲ့ဒီအမျိုးသမီးကိုအနှစ်သာရရှိတဲ့အသက်ရှင်ခြင်းရှိတဲ့အမျိုးသမီးလို့ငါ့မဖျားမခိုးဘူးတဲ့ဒီခုနှစ်ပါရှိမှာပဲတကယ်တစ်အစ်စ်အနှစ်သာရရှိတဲ့အနှစ်သာရပြေဝတဲ့အသက်ရှင်နေထိုင်ခြင်းရှိတဲ့လူဆိုပြီးတော့ငါဖျားဟောတော်မူတယ်တဲ့ဟုတ်လားဒါကြောင့်မို့လို့မိမိတို့ညစ်စင်ဘဝမှာမိမိတို့ပိုင်တဲ့ စီစဉ်ဥစ္စာယရနာတွေသည်အစစ်အမှန်ပိုင်ခြင်းမဟုတ်ဘူး။ဘာကြောင့်မဟုတ်တာလဲဆိုရင်ယန္တုမျိုး၅ပါးနဲ့ဆက်ဆံနေလို့။ဒါကြောင့်မိမိတို့တကစ်ဖရာအလောတော်အကြောင်းဗုဒ္ဓအလောတော်ချက်ဒေသနာတို့အရာတချေအစစ်ဖြစ်ရှင်နေဆိုရင်မိမိတို့မှာသူတို့ကောင်းဥစ္စာယရနာခုနှစ်ပါးကိုမိမိတို့နှလုံးသားမှာပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဒီနေ့ ဆိုဆုံးမဩဝါဒတရားတော်ကိုဒီနေရာမှာပဲညင်ကုန်းကံပတ်အဆုံးသက်လိုက်ရပါတယ်ကုန်တည်